အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Page တက်တဲ့အောင်လည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုတရုတ်စူပါလီဂကြီးအောင်မြင်တဲ့ဂါလာတုန်းကကျွန်တော်မှတ်မိသလား။ Shanghai Shanghai တို့ ဂျော်ကွမ်ဂျိုအေဗာဂရန်ဒီတို့ရှန်ဟိုင်း FC အပါဝင်အသင်းကြီးတွေတော်တော်များများပေါ့လေအထူးသဖြင့်နမေကျော်ဘောလုံးသမားတွေအများကြီးပါဝင်ပြီးတော့ဒါအောင်မြင်ခဲ့တဲ့ဒါအသင်းကရှန်ဟိုင်းဒီကွမ်ဂျိုအေဗာဂရန်ဒီဆိုတဲ့အသင်းပဲကျွန်တော်မှတ်မှတ်ရရဒါတရုတ်စူပါလိမှာဒါ record breaking အောင်မြင်မှုတွေအများကြီးရထားတဲ့အသင်းဖြစ်ပြီးတော့ဒေးဒီဂျေကစားမတွေအများကြီးပါဝင်ခဲ့တဲ့အသင်းပဲဒါဒီအသင်းက ဒါ2025ခုနှစ်မှာပဲဒါတရုတ်တရုတ်လိပြိုင်ပွဲကြီးကနေထုတ်ပယ်ခံလိုက်ရတယ်။ရင်းတော့ကအရန်အောင်မြင်ခဲ့ပြီးတော့အောင်မြင်မှုတွေအများကြီးနဲ့ supply တွေအများကြီးရရှိခဲ့တဲ့အသင်းက2022ခုနှစ်မှာမမရရကမ္ဘာ့ချန်ပီယံနီးပြဟောင်းမာချီလိုလိပီဒါအီတလီလေဝေးစင်အသင်းကထွက်ပြေးအချိန်မှာလာကင်ခဲ့ပူးတဲ့သူဖြစ်တဲ့နောက် 2000ခုနှစ်မှာကမ္ဘာချန်ပီယံဖြစ်တဲ့ Philippines Scholar ဘယ်လိုပြောမလဲဒီ Scholarry လေးဒီသေးကိုကင်တွယ်ခဲ့ဖို့တဲ့အဲ့သူ Scholarry ကင်တဲ့နှစ်နှစ်ခွဲတုန်းကဆိုရင် Guangzhou Evergrande ဆိုတဲ့ဒီအသင်းဟာတရုတ် Super League တွေမဟုတ်ဘူးအာရှချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့အသင်းဖြစ်ပြီးတော့ဒါ Tottenham Hotspur ရဲ့ကွင်းလေကစားမှာဟာ Polinya အပါဝင်အီတလီတိုက်စစ်မှုဟာ ဒါချီလာဒီနိုတို့ကိုလံဘီယာတိုက်စစ်ဘူးဂျက်ဆိတ်မာတီနက်စ်အပါဝင်ဒေးရီဂျေကစားမတွေအများကြီးကိုသူတို့ခေါ်ခဲ့တာဒီသင်းကအခုလက်ရှိမှာတရုတ်စူပါလိမှာလည်းမရှိတော့ဘူးတန်းစင်းသွားတယ် တန်းရှင်းသွားရုံမကအခုဆိုရင်တရုတ်လိပြိုင်ပွဲကြီးကပါထွက်သွားပြီသူတန်းရှင်းတာတော့2020မှာတရုတ်တရုတ်လိပြိုင်ပွဲတရုတ်စူပါလိကနေသူတန်းရှင်းတယ်2020တုန်းကတရုတ်လိမှာသူအဆင့်18ပဲရှိတယ်အဆင့်18ပဲရှိပြီးတော့တန်းရှင်းသွားတယ်ရမှတ်18မှတ်နဲ့ဒါတန်းရှင်းသွားတယ်တကယ်တော့ဒီအသင်းကတရုတ်လိမှာအောင်မြင်ဆုံးအသင်းပဲ ဒါအောင်မြင်ဆုံးသိပြီးပြီးတော့ Chinese Super League ပြိုင်ပွဲမှာအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Super League မှာသူတို့၈ချိန်တောင်ရတယ်ဒါတစ်ဖက်ကနေ international super အနေနဲ့အာရှချန်ပီယံလိမှာ2013နဲ့15ဒါ AFC ချန်ပီယံလိပြိုင်ပွဲမှာလက်ချိန်ပိုးဆွဲပြီးတော့ FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာတောင်2013နဲ့15မှာ semi final ထိနှစ်ချိန်တက်ခဲ့တယ်။ဒါမဲ့ပြောချင်တာကဘာဖြစ်လဲဆိုတော့အရင်ကလည်း Arsenal ကအပါဝင်နာမည်ကျော်ဘလုံးသမားတွေကတရုတ် Super League ကြီး ငွေအရန်တုံးလာတာကအမတန်ကြောက်စရာကောင်းတယ်နောက်တစ်ချိန်မှာဒါကူမထိန်နိုင်ရင်သူတို့ပျက်စီးသွားနိုင်တယ်ဆိုတဲ့အတိုင်းပဲ Quanjo Evergrande ဆိုတာအလုံးသိတဲ့အတိုင်းပဲနမိတ်ချိုကစားမတွေအများကြီးခေါ်ခဲ့တဲ့အသင်းပဲဒါကုနာပြောလို့ Gilatino ကိုခေါ်တယ်နောက်တစ်ဖက်က Daily Jack ကစားမတွေတဲကနေ Brazil ကစားမတွေက Robinho တောင်ကစားခဲ့ပူပြီး Jackson Martinez အပါဝင် Daily Jack ကစားမတွေကိုခေါ်ယူခဲ့တဲ့အသင်း Scolari ကိုင်းနဲ့ လီပီကိုင်နဲ့ထိတ်တန့်နှိပြတဲ့အများကြီးကိုင်တွေအသင်းကအခုတရုတ်တရုတ်လိပြိုင်ပွဲကလုံးဝမရှိတော့ဘူး။နှစ်ဆနှစ်မှာသူတို့တန်းဆင်းနေတရုတ်လိဝမ်ကိုသူတို့ရောက်သွားတယ်။အပေါ်ကိုပြန်မတက်နိုင်ပြန်မတက်နိုင်တော့2020မှာသူတို့ပိုင်နဲ့ပိုင်ရှင်တွေက bankrupt ဖြစ်ပြီးတော့ဒါဒီဝါလီခံသွားတယ်။အဲ့မှာသူတို့ပတ်စံလုံးဝမရှိတော့ဘူး။ဒါသူတို့ဘယ်လောက်ထိအောင်မြင်လဲဆိုရင် ်ကျုပ်စူပါလိမှာဇက်တိုက်တက်ခဲ့ပြီးတော့2000ခုမှာတကြိမ်ချန်ပီယံဖြစ်တယ်။နောက်အထမ2010,2017,2022,2023,2029,2029ဇက်တိုက်ချန်ပီယံဖြစ်ပြီးတော့အာရှချန်ပီယံလိမှာပါအောင်မြင်ခဲ့တဲ့ဒီအသင်းငွေရအစမတန်၃ရင်းနဲ့နောက်ဆုံးမှာဟန်ချက်မညီဘယ်လန့်စ်မပြဘယ်လန့်စ်မဖြစ်နောက်တစ်ခုကအကျွေးတွေအများကြီးနဲ့ကစားမတွေကိုလစာပေးဖို့တောင်ခက်ခဲရင်းနဲ့တရုတ်စူပါလိကနေပျောက်သွားပြီဆိုတော့သူတို့ကဒီကွမ်ဂျိုအေဗာဂရန်ဒီဆိုတဲ့အသင်းကို ควันโจอัพซีဆိုပြီးသူနာမည်ပြောင်းလိုက်သေးတယ်အဲ့နာမည်ပြောင်းလိုက်သေးတယ်ဒါပေမဲ့သူတို့ဒါသူတို့လိကနေတန်းဆင်းသွားတဲ့အချိန်မှာတန်းဆင်းလာတော့သူတို့ဘယ်ချင်းနဲ့တန်းဆင်းသွားဆို20နှစ်မှာသူတို့တန်းဆင်းနေ23မှာသူတို့ဒါအချိန်နေမကောင်းဘူး24မှာအချိန်နေမကောင်းရင်ねတရုတ်ဒုတိယတန်းမှာကျင်လည်ရင်ねအခုဒီအသင်းကဖြတ်ဖို့ဖြတ်လိုက်ပြီးတော့တရုတ်အသင်းမှာမရှိတော့လိဖြတ်တော့မဖြတ်ဘူးလေတရုတ်လိပြိုင်ပွဲကထောက်ခံလိုက်ရပြီဆိုတော့အရင်တော့ကဒေးဒေးကြီးကစားမတွေကိုတန်း80 80 50 အဓိကတော့တရုတ်လီကြဆုံးခြင်းမှာဒီခွန်ဂျိုးအေဗာဂရန်ဒီရဲ့အဓိက main ပါဘာလို့သူက power house အသင်းဘီလီယံနာတွေပိုင်ထားတဲ့အသင်းဒါပေမဲ့ဘာဖြစ်လဲဆိုတော့ငွေတွေမပေးနိုင်ဒါ payment တွေတိုင်ပတ်ဒါနောက်တရုတ် government က salary cap တွေလုပ်တယ်ဒါလောက်ခလာစာတွေကိုကန့်တက်လိုက်တယ်ကစားမတွေတယောက်ဝယ်တိုင်းမှာ test ကိုနှစ်ဆကောက်တယ်တန်းတရာကြာရင်တန်းတရာထပ်သွင်းအဲ့လိုပုံစံတွေလုပ်ရင်းလုပ်ရင်းနဲ့နောက်ဆုံး club ကတော်တော်လေးတိုင်ပတ်သွားတယ်နောက်ဆုံးသူတို့လာစာတွေမပေးနဲ့တော့ bankrupt ဖြစ်တော့သူတို့တန်းစင်းတန်းစင်းတာမှာနှစ်နှစ်ဆက်တိုက်မှာ အောက်တန်းမှာအဆင်မပြေရင်းနဲ့နောက်ဆုံးထပ်ပြီးရုန်းကန်ရရင်နဲ့အသင်းပါဒါတရုတ်လိကနေပျောက်သွားတဲ့အထိဖြစ်ပြီးတော့အရင်ကအောင်မြင်ခဲ့ပြီးဂန်ဝင်ကစားမားတွေအများကြီးမမရတော့2019တုန်းကဂါရက်ဘေးကိုတရုတ်လိကတနစ်ကိုတပန်းပေးတယ်တပန်းပေးတယ်တရုတ်လိကတနစ်ကိုတပတ်ကိုတပန်းအထိပေးခဲ့ပေမဲ့ဂါရက်လေဂါရက်ဘေးပြောင်းမှုကိုရီမက်ဒရစ်ကတားဆီးခဲ့တယ်ဘာဖြစ်ဖြစ်ဒါအန်တိုနီယိုကွန်တီကိုတိုင်လည်းသတိပေးတယ်အာဆင်ဝင်းကကိုတိုင်လည်းသတိပေးခဲ့တယ်ဒီလိုမျိုးကြီးလိပြိုင်ပွဲကြီးဟာအမတန်ကြောက်ဖို့ကောင်းတယ် ဆော်ဒီလိုငွေကိုဘုံရေလိုသုံးနိုင်တဲ့လီကပြဿနာမရှိဘူးဆော်ဒီကအရင်ကအယမ်းချမ်းသာတယောက်ကချမ်းသာတယ်ဆိုတာက business ဆိုပြီးချမ်းသာတာဆော်ဒီကရေနံပင်ခုထိုင်တာလို့ချမ်းသာမတူညီကြဘူးဆိုတော့အခုတယောက်လီမှာအယမ်းအောင်မြင်ခဲ့တဲ့ဒါ Guangzhou Evergrande လို့ခေါ်ပြီး Guangzhou FC ဖြစ်နာမည်ပြောင်းတဲ့အသင်းက2024ခုနှစ်မှာဒါဒီအသင်းဖြတ်သိမ်းပြီးတော့25မှာအတူပြိုင်ပွဲတော့မပြိုင်တော့ဘူး။ဒါရီယယ်မက်ဒရစ်နဲ့တောင်းတော့ရီယယ်မက်ဒရစ်နဲ့ပူးပေါင်းပြီးတော့သူတို့ပြည်သက်တသိန်းရှိတဲ့ ွင်ကြီးတောင်တပန်းရှိတဲ့ကွင်ကြီးတောင်စောက်ဖို့တီတောင်ပလန်လုပ်ခဲ့တဲ့ဒီအသင်းဟာအခုနောက်ဆုံးမှာငွေကြေးပြဿနာတွေဒါမန်နေဂျမန့်အဆိုးဝါးမှုတွေနဲ့အတူတရုတ်လိပြိုင်ပွဲကပျောက်ဆုံးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်